ခန္ဓာကိုယ်မှာရှိရဲ့ကျွန်တော်တို့ရဲ့နှလုံးသွေးကြောပိတ်သွားပြီဆိုလို့ရှိရင်အခုကျွန်တော်ပြောပြမယ့်လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ပရမအောင်သောအချက်ကကြတော့ရင်ဘတ်အောက်တာပဲဖြစ်ပါတယ်။ရင်ဘတ်အောက်တဲ့အခါမှာရင်ဘတ်ရဲ့အလဲတဲတဲကအောက်တာဖြစ်ပါတယ်။ကြောနဲ့ရင်နဲ့ညှက်ပြီးတော့အောက်တတ်ပါတယ်။တရားရောက်ကနင်းထားသလိုဖိတ်ထားသလိုတက်နင်းထားသလိုအောက်တာမျိုးဖြစ်ပါတယ်။တစ်ခါတလေမှဆုတ်ဆွဲထားသလိုအောက်တာမျိုးဖြစ်ပါတယ်။ဒါကရင်ဘတ်အောက်တဲ့အချက်ဖြစ်ပါတယ်။ဒါအပြင်ဥမာရင်ဘတ်အောက်တာအပြင်ဒီမေယို ကြိုက်နိုင်တယ်လမောင်းအတွင်းသာကြိုက်နိုင်တယ်အဲ့တော့မေယိုကြိုက်ပြီးလမောင်းကြိုက်တဲ့လက္ခဏာလည်းပြတ်နိုင်ပါတယ်တချို့အသက်ကြီးတဲ့လူတွေမှာကြာတော့ရင်ဘတ်အောက်တာမဟုတ်ပဲနဲ့ရင်ထဲမကောင်းဘူးဆိုတော့လက္ခဏာမျိုးလည်းပြတ်တတ်တယ်အတချို့အသက်ကြီးတဲ့လူတွေဆိုလို့ရှိရင်ခေါင်းမူးတယ်မောတယ်ဆိုပြီးတော့ပြတ်တတ်တယ်အဲ့ဒါကြောင့်မို့လို့မောတဲ့လက္ခဏာကလည်းနှလုံးသွေးကြောပိတ်တဲ့လက္ခဏာတွေမှာပါဝင်ပါတယ်တချို့တွေမှာချွေးစည်းပြန်မယ်ပြုတ်မယ်အံမယ်ဘိုက်ထဲမကောင်းဘူးဒီလိုလက္ခဏာမျိုးလည်း ပြန်တတ်ပါတယ်တကယ်လို့ရုတ်တရက်ဖြစ်လာပြီးကျွမ်းနေရင်နဲ့ညှက်အောင်လာပြီးမောလာပြီးခေါင်းနဲ့မူးလာပြီးဂျင်းနေတုံလာပြီးဆိုလို့ရှိရင်မပေါ်စားပါနဲ့နှလုံးသွင်းကြောင်းပိတ်သွားတာဖြစ်နိုင်ပါတယ်အနေရရှိပါတယ်စိတ်ဝင်စေခံချက်ချင်းတွားဖို့လိုအပ်ပါတယ်